ဒီဇင်ဘာတရက်နေ့တရင်ကတော့မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းရွာတွေဖြစ်တဲ့ကတဲ့အုပ်စုမြောင်ပင်ကြီးရက်ွက်တို့မိလောင်ပြည့်စည်ခဲ့ကြောင်းသိရပါတယ်မြန်မာတပ်မတော်နဲ့ DNA တပ်တွေညှိနှိုင်းပြီးနိုဝင်ဘာလ26ရက်နေ့ညနေပိုင်းမှာမြန်မာတပ်မတော်ကမိုးကုတ်မြို့ထဲကိုအင်အားလုံးရင်းနဲ့ဝေလာခဲ့ပါတယ်အဲ့ဒီနောက်နိုဝင်ဘာ30ညနေ9နာရီခန့်မှာမြို့ပြင်နောက်ချမ်းကိုစစ်ကြောင်းထိုးဖို့စူးစမ်းတာမှာမြို့ပြင်မှာတက်ဆွဲထားတဲ့ PDF တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် အဲ့ဒီတိုက်ပွဲထိခိုက်ကြဆုံးမှုတွေရှိကြောင်းသိထားရပါတယ်။တိုက်ပွဲပြီးနောက်မြန်မာတပ်မတော်ကပြန်ဆုတ်သွားခဲ့တယ်လို့စစ်ရေးတရင်ရင်းမြစ်အချို့ကပြောပါတယ်။အဲ့ဒီနောက်မြန်မာတပ်မတော်ကမြို့ရင်းကနေလက်နက်ကြီးတဲ့စင်ကနောက်ဘက်တောင်ပေါ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။မြို့နောက်ဘက်ကနေအိမ်ချို့မိလောင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒီဇင်ဘာလတရက်နေ့ညနေငါးနာရီဝန်းကျင်မှာမိလောင်သွားတယ်လို့သိရပါတယ်။စစ်ဘေးရှောင်နေကြတဲ့အိမ်တွေဖြစ်တဲ့အတွက်လူတော့အထိခိုက်မရှိပါဘူးလို့ ဒေတာခန့်တဦးကပြောပါဗျ။မိုးကုံမြို့မှာဒီနေ့လဲတိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြီးစစ်တပ်ကမြို့ထဲမှာလက်နက်ကြီးတွေနေရာချပြီးတိုက်ခတ်နေရလို့စစ်ရေးမြစ်ချို့ကပြောပါဗျ။ဒါပြင်မြမစစ်တပ်ကအင်အားထက်တိုးတာနဲ့စစ်ရေးပြင်ဆင်တာတချို့လည်းရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါဗျ။ဒီဇင်ဘာနေ့ရက်နေ့သတင်းကတော့နိုဝင်ဘာလ18ရက်နေ့ကလည်းပူလဲမြို့နယ်မင်းတိုင်မင်းနဲ့နော့ကန်ကြားရှိမြမတက်မတော်အထိုင်ချတဆွဲထားတဲ့ကာကင်းဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များက ရှောင်းတခင်ဝင်ရောက်ပိတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိထားရပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာတော့ဘဲခူတိုင်းတာယာဝတီမြို့နယ်တွင်ခမရ35တရင်ရဲ့အထံကိစ္စခန်းကို PDF အဖွဲ့များကလာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့နဲ့8:30မိနစ်ချိန်ဘဲခူတိုင်းတာယာဝတီမြို့နယ်လေးခုကုန်းလမ်းမတော်တရက်ကုန်းပြည်တော်သားကြောက်တွင်းကျေးရွာများသို့တွာလာရလမ်းဆောင်ရှိခမရ35တရင်ကလာရောက်ထိုင်ချထားသောမြမတမတော်စစ်တပ်ကိစ္စခန်းမှာ တာယာဝတီခရိုင်တရင်3800နှစ်တခွဲနှစ် PDF တက်များနဲ့ထိတွေ့လိုက်ပွဲတနာရီခန့်ဖြစ်ပွားခဲ့ပြီးနောက်ရင်းကိတ်စခန်းကိုတာယာဝတီခရိုင်တရင်3800နှစ်အခွဲကရရှိသွားကြောင်းသိရပါတယ်ကျွန်တော်တို့ဂိတ်ကိုမိရှုရှင်းလင်းနိုင်ခဲ့ပါတယ်အဲ့ဒီဂိတ်ကိုတော့စစ်တပ်ကပြန်ဝင်ပြီးအထိုင်ချတာမျိုးမတွေ့ရသေးဘူးလို့တာယာဝတီခရိုင်တရင်3800နှစ်တခွဲနှစ်မှအိုရင်တိုက်ကပြောပါတယ်ဆိုဝါတိုက်ပွဲကိုတာယာဝတီခရိုင်တရင်3800တက်ခွဲနှစ်တာယာဝတီခရိုင်ဘက်ကဖရွှေရဲမြေလက်ပန်နှမြို့နယ်ဘက်ကဖ အထူးတိုက်ခိုက်ရေးအဖွဲ့တို့မှတပ်ပေါင်းစုညီအကိုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်